းကာလဒေတာရင်းပြိမခတွေကိုဖြည့်ရှင်းလျှော့ချနိုင်ရင်းနဲ့မန္တန်ကြီး၃ရက်ပြ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 ပေါ်ပေါက်လာရတဲ့အတွက်စကိုင်းဖက်ဒရယ်ယူနစ်ဇာကာလဖွဲ့စည်းပုံအခြေခံဥပဒေကိုစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကဇွန်လ25ရက်ဒီကနေ့မှာအတည်ပြုထုတ်ပြန်ပါတယ်။ဒေတာအခြေပြုတော်လိုင်းအင်အားစုတွေအပေါ်ဝင်နိုင်ငံရေးတော်လိုင်းအင်အားစုပေါင်းများစွာနဲ့အခြေအနေနှီးပါးကြတွေ့ဆုံဆွေးနွေးမှုတွေလုံဆောင်ခဲ့ပြီးတဲ့နောက်အဆိုပါဥပဒေကိုအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တာပါ။ အစေခံဥပဒေပါပြဌာန်းချက်တွေကတဆင့်ဈာကာလပြိပခတွေကိုပြင်ရော့အောင်ကြိုးပမ်းနိုင်လိမ့်မယ်လို့ယုံကြည်တယ်ဆိုတာနဲ့ယုံကြည်တဲ့အလျောက်အနာဂတ်ကာလမှာချောမွေ့တဲ့အသွင်ကူးပြောင်းရေးတရက်ပေါ်ပေါက်လာစေဖို့ရည်ရွယ်ပြီးဈာကာလအစေခံဥပဒေကိုရေးဆွဲရတာဖြစ်တယ်လို့ဥပဒေရဲ့ဏိဒမ်းမှာဖော်ပြထားပါတယ်။ဒါပြင်အဆိုပါဥပဒေကိုအတည်ပြုပြဌာန်းတာဟာစကိုင်းဖက်ဒရယ်ယူနစ်အတွင်းမှာရှိတဲ့ပြည်သူအကျိုးစီးပွားကိုရှေ့ရှုဖော်ဆောင်လို့လိုအပ်တဲ့ဥပဒေပြည့်ရ အုတ်ချုပ်ရေးတရားစင်ရေးမနိုင်တွေကိုပုံမပြင်းပြင်းစွာပေါ်ပေါက်လာစေဖို့လည်းရည်ရွယ်သလိုနေဦးတော်လိုင်းရေးကလာအတွင်အသက်အိုးအိမ်စီစိန်နဲ့အခွင့်အရေးတွေဆုံးရှုံးနေတာခဲကြတဲ့စကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိပြည်သူတွေအတွက်တရားမျှတမှုဖော်ဆောင်မှုနဲ့ပြန်လည်ကူစားဖို့အတွက်လည်းပါဝင်ပါတယ်။စကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိပြည်သူတွေအတွက်တရားမျှတမှုဖော်ဆောင်မှုနဲ့ပြန်လည်ကူစားဖို့အတွက်လည်းပါဝင်ပါတယ်။စကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိပြည်သူတွေအတွက် ားမျှတမှုဖော်ဆောင်မှုနဲ့ပြန်လည်ကုစားဖို့စကိုင်းဖက်ဒရယ်ရရှိပြည်သူတွေအတွက်တိုးနဲ့ပြန်လည်ကုစားဖို့စကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိပြည်သူတွေအတွက်တိုးနဲ့ပြန်လည်ကုစားဖို့စကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိပြည်သူတွေအတွက်တိုးနဲ့ပြန်လည်ကုစားဖို့ စကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိပြည်သူတွေအတွက်တိုးနဲ့ပြန်လည်ကူစားဖို့စကိုင်းဖက်ဒရယ်ယူနစ်အတွင်းတိုးနဲ့ပြန်လည်ကူစားဖို့စကိုင်းဖက်ဒရယ်ယူနစ်အတွင်းတိုးနဲ့ပြန်လည်ကူစားဖို့စကိုင်းဖက်ဒရယ်ယူနစ်အတွင်း နဲ့ပြန်လည်ကုစားဖို့စကိုင်းဖရယ်ယူနစ်အတွင်းမနဲ့ပြန်လည်ကုစားဖို့စကိုင်းဖရယ်ယူနစ်အတွင်း